န္တလေးတိုင်းမြင်းချံမြို့နယ်အတွင်းမှာတီတာရွမွန်ဆိုရင်မသိသူမရှိပါဘူးအဲ့ဒီလိုမသိသူမရှိဘူးဆိုတာကောင်းတဲ့ဘက်ကလားဆိုတော့လေမဟုတ်ရပါဘူးပြည်သူတွေကိုတက်နေအိမ်တွေကိုမီးရှို့မိန်းကလေးငယ်တွေကိုအာရမကျင့်မကောင်းတဲ့ကိစ္စအကုန်လုပ်တဲ့ပြူစောထီးတွေရဲ့ကောင်းဆောင်ဖြစ်နေလို့ပါပဲပြောရမယ်ဆိုရင်မြင်းချံနယ်မှာအားလုံးရဲ့ချင်ပတ်အားလုံးရဲ့ယွန်ကြောက်ဆိုတာကြီးပါပဲ တီရာယူမွန်တို့အဖွဲ့လောလောလတ်လတ်ပြုကျင့်ထားတဲ့ရာဇဝတ်မှုကိုတလက်စာတွေပြောပြမအောင်မယ်။အဲ့ဒါကတော့2025ခုနှစ်စက်တင်ဘာ10ရက်ကနေ21ရက်အတွင်းမှာတီရာယူမွန်ဦးဆောင်တဲ့စစ်ကြောင်းက တောင်တာနေတဲ့ကရုံးစီကြီးရွာနဲ့တန်ဘူရွာတွေထဲကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။အဲ့ဒီဘက်က12ရက်တာအတွင်းမှာအသက်မပြည့်သေးတဲ့16နှစ်အရွယ်အမျိုးသမီး2ဦး အသက်26နှစ်အရွယ်အမျိုးသမီး2ဦးအသက်28နှစ်အရွယ်အမျိုးသမီး2ဦးနဲ့အသက်50အရွယ်အမျိုးသမီး2ဦးအသက်52နှစ်အရွယ်အမျိုးသမီး2ဦးစုစုပေါင်းအမျိုးသမီး9ဦးကို အာရမပြုကျင့်ခဲ့ပြီးတော့ပြည်သူနှုတ်ကိုလည်းတတ်ဖြတ်ခဲ့ပါတယ်။နေအလုံး80ကျော်ကိုလည်းမိရှုဖြည့်ဆည်းခဲ့ပါတယ်။ဘလို့လေလှုပ်ဆောင်ခဲ့တာလဲဆိုတော့စက်တင်ဘာ17ရက်နေ့မှာအမျိုးသားကိုဖမ်းဆီးထားပြီး ည၈နိုင်မှာဇနီးဖြစ်သူတွေကိုထမင်းလာပို့ဖို့ပြောပြီးတော့ဇနီးဖြစ်သူတွေထမင်းလာပို့ချိန်မှာပြူစော်ရီ၄ဦးကအားရမပြူချင်းခဲ့ပါတယ်အသက်16နှစ်အရွယ်အမျိုးသမီးငယ်ကိုပုံးနေရကနေဖမ်းဆီးလာပြီးတော့ဝိုင်းဝန်းအားရမပြူချင်းခဲ့တယ်လို့စက်တင်ဘာ18ရက်နေ့မှာတော့အသက်28နှစ်အရွယ်အမျိုးသမီး၂ဦးကိုလည်းမိဘဆွေမျိုးတွေရှိစဉ်အားလုံးကိုအိမ်ပြန်ထွက်ခိုင်းပြီးတော့ပြူစော်ရီ၃ဦးကအားရမပြူချင်းခဲ့တာသိရပါတယ် စက်တင်ဘာလ16ရက်ကလည်းကြေးရွာအတွင်းကအသက်16နှစ်အရွယ်အမျိုးသမီးငယ်ကိုဖမ်းဆီးထတ်မှန်ပြီးတော့အာရမပြုကျင့်ခဲ့ပါတယ်။ဒါ့ပြင်အသက်60ကျော်အမျိုးသမီးကြီးရေချိုးနေစဉ်ရွာထဲကိုစစ်ကြောင်းလှည့်ချိန်နဲ့တိုးပြီးပြူစော်ရီရှစ်ဦးကအာရမပြုကျင့်ခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီအမျိုးသမီးကြီးကကျမ်းမာရေးတော်တော်ချွေယွင်းနေလို့စေကူတမှုခံယူနေရတယ်လို့လည်းဒေတာခန်တူကပြောပါတယ်။ ပြူစောထီးတွေကဒီဖြစ်စင်မှာကျူးလွန်ခဲ့တဲ့အမျိုးသမီးတချို့ကိုသူတို့နေထိုင်ရာအထိုင်စခန်းထိဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေလည်းရှိပြီးတော့တချင်းဆိုကပြခိုင်းကအချိန်ချင်းအာရမပြုကျင့်တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ဒါကတီတာယူမွန်အဖွဲ့ရဲ့အခုနောက်ဆုံးလုပ်ခဲ့တဲ့ရာဇဝတ်မှုကိုချပြတာပါ။ဒီနေ့ပိုင်းတွေမှာဒီလိုဖြစ်စဉ်မျိုး မရေတွက်နိုင်အောင်ကိုတီတာယူမွန်အဖွဲ့ကလှုပ်ဆောင်ခဲ့ကြတာပါ။ ီရာယူမွန်တယောက်ဒီလိုတွေလုံနိုင်အောင်လဲမင်းအောင်လှိုင်ကနောက်ခါနေ၆ပန်းမှုတွေလှုပ်ထားပါတယ်2025ခုနှစ်ဇူလိုင်လမှာပဲမင်းအောင်လှိုင်ကတီရာယူမွန်ကို စွန့်ရီတက်တိဂုံရူးဆောင်တစိ့ပေးခဲ့ပါတယ်ဒီလိုတွေမြောက်စားချက်ကြောင့်လဲတီရာယူမွန်တယောက်ဟာမြင်းကြံထဲမှာလှုပ်ချင်နိုင်လှုပ်နေနိုင်တာပါတီရာယူမွန်ဆိုတာဘယ်ကနေဘလို့ဖြစ်လာတာလဲဆိုတဲ့စက်ကြောင်းကိုအစကောက်ကြည့်ကြပါမယ် ငင်းချန်တဲ့အပိုင်စားယူထားတဲ့ပြူစော်ရီကောင်းဆောင်တီတာယူမော်ကတကယ်တမ်းမှာတော့ငင်းချန်စာတီမဟုတ်ပါဘူးဟေယော်ရီတိုင်းစာတီလို့အကြံဖျင်းသိထားပြီးတော့2004ခုနှစ်မှာငင်းချန်ကိုရောက်လာခဲ့တာပါတီတာယူမော်အကြောင်းသိသူအချို့ရဲ့ပြောပြချက်တွေအရတော့သူကမန္တလေးမြို့ရဲ့နာမည်ကျော်စင်တီပီယာဆိုင်တစ်ခုရဲ့အဆိုတော်ဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီခေတ်အခါက KTV တွေခင်မစားစေးချိန်မှာ စင်တင်ဘီယာဆိုင်တွေကနေပန်းကုန်းစနစ်နဲ့အစိုးရတွေဝင်ဝေကောင်းနေချိန်လို့ဆိုပါတယ်။အဲ့ဒီအချိန်ကလေးကစင်တင်ဘီယာဆိုင် လောကမှာတီရာယုမုံကနာမည်ကြီးလို့သူ့အကြောင်းသိတဲ့သူတွေကပြောကြပါတယ်။အဲ့ဒီကနေမြင်းချံမျိုးသားစိန်လွင်ဆိုတဲ့သူနဲ့အိမ်အောင်ချပြီးတော့မြင်းချံမှာအထိုင်ချခဲ့တာပါ။စိန်လွင်တို့ကမြင်းချံမှာစီးပွားရေးတောင်းတင်းတဲ့သူတွေမို့တီရာယုမုံကအရချိန်သွားတာလို့လည်းမှတ်ချက်ပြုပြောတာတွေတွေ့ရပါတယ်။ တီရာယုမော်မှာတမီးနှစ်ဦးရှိပါတယ်။ရုံယုလွင်ဦးနဲ့ဟန်တုတုဇော်လို့နာမည်ပေးထားပါတယ်။ရုံယုလွင်ဦးကအခုဆိုရင် အသက်18နှစ်ရှိပါပြီ။ရုံစီကြီးရွာမှာအာရမပြုတ်ကျင့်ခံရတဲ့အသက်16နှစ်အရွယ်ကလေးမနှစ်ဦးထက်အသက်တစ်နှစ်သာကြီးပါတယ်။အခုတော့မြင်းကြံမျိုးပေါ်မှာတီရာယုမော်ရဲ့မိသားစုကိုပြည်သူတွေကရောင်ချောက်ဖြစ်နေပြီးတော့ဖယ်ချင်ထားကြပါတယ်။ တီရာယူမုံကလည်းမခေပါဘူးမြို့ပေါ်ကသူ့နေအိမ်ကိုအဆောက်အကျက်တွေနဲ့ပိတ်ဆို့ထားပါတယ်တော်ယုံလူကိုလည်းဝင်ခွင့်မပေးပါဘူးထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင်လေအမျိုးသမီးပူစောထီးတွေကိုသူ့ရဲ့အိမ်ထဲမှာစီရေးလေ့ကျင့်မှုတွေလုပ်ပေးနေတယ်လို့ဆိုပါတယ်တီရာယုံမုံရဲ့အရှိန်ဝါကြောင့်စစ်တပ်နဲ့ရဲတွေကလည်းမထီရဲဘူးလို့ဆိုကြပါတယ်လူသက်မရင်းချစ် ပစ္စည်းတွေအရမယူအဆရှိတဲ့ဒီလိုနီလန်းပေါင်းစုံနဲ့ဝင်ငွေ ရှာတတ်တဲ့သူ ဖြစ်နေတဲ့အတွက်သူ့လက်အောက်ကပြူစောထီးတွေကငွေရလွယ်လစာကောင်းတာကြောင့်အဖို့ဝင်နေပုံများလာတယ်လို့ပြောကြပါတယ်အတီမပြုတ်နိုင်သေးတဲ့တရင်အချက်လက်တွေရဆိုရင်တီရာယုံမော်ကဘူးရစ်စေးဝါးတွေရောင်းဝယ်မှုတွေကလည်းဝင်ငွေကောင်းနေတယ်လို့ဆိုကြပါတယ်တီရာယုံမော်ကြောင့်တီးကြတဲ့သူတချို့ရဲ့မှတ်ချက်ကလည်းစိတ်ဝင်စားစရာပါ အဲ့ဒါကတော့ဘီယာဆိုင် စင်တင်လောကမှာတချင်းဆိုလာတဲ့တီရာယုမဟာအခုလိုအကျန်းဖက်လောက်ရက်တွေလုံနေတာဟာသူငယ်စဉ်ကဖြတ်တန်းခဲ့ရတဲ့အခြေအနေတွေကြောင့်လည်းဖြစ်နိုင်တယ်လို့ဆိုကြပါတယ်စင်တင်လောကမှာတော့ကနောက်ကျောင်းအတိမခံပဲတိုးသိပ်စွာ နေခဲ့တဲ့တီရာယုမကငယ်ဘဝကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်မိတ်ဆွေတွေအနေနဲ့အင်တာနက်သုံးရင် browser တစ်ခုခုမှာ တီရာယုမွန်ဆိုတဲ့နာမည်ကတော့ရိုက်ရှာကြည့်လိုက်ပါ ကောင်းမွန်တဲ့အကြောင်းအရာတစ်ခုမှပေါ်လာမှာမဟုတ်ပါဘူးဘလို့တက်ဖြတ်လိုက်တာဘလို့စစ်ချောင်းထိုးပြီးမီးရှို့တာဘလို့လမ်းပေါ်ဆွဲချပြီးတက်လိုက်တာအဆရှိတဲ့မကောင်းတဲ့အကြောင်းအရာတွေနဲ့ပဲပေါ်လွင်တာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အကြောင်းအရာတွေကမလွန်လာဘူးလို့တခါတည်းအတွေ့ရောက်သွားမှာပါ ီဆောင်မမှာအချင်းချင်းတင်ဆက်လို့ရအောင်သာနောက်ဆုံးကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုပြောနေတာပါကဘာကြီးကရွာကြီးဖြစ်နေချိန်မှာတီရာယုမုံရဲ့ရက်ဆက်ရုံမှမှုတွေကကွယ်ပြောက်သွားမှာမဟုတ်ပါဘူးလူတွေကပြောတတ်ကြပါတယ်ပြုသူအစ်စ်ဖြစ်သူအဟောင်းတဲ့ဆိုလိုရင်တာကတီရာယုမုံလိုအမျိုးသမီးကသူ့ပြုတ်နေတဲ့ကံတွေကသူ့စီပဲရောက်နေမယ်ပေါ့ ံရသူတွေဘက်ကတီးခံရမယ်ဆိုတဲ့သဘောပါတီရာယုမကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့သူကျူးလွန်မှုကိုခံရတဲ့ပြည်သူတွေကတော့အခုလိုတွေးနိုင်မယ်လို့မထင်ပါဘူးတခြားပြစ်မှုတွေမကြည့်ပါနဲ့ဦးရှေ့မှာတင်ဆက်ခဲ့တဲ့သူနောက်ဆုံးကျူးလွန်ခဲ့တဲ့တောင်သာနယ်တွေက ရုံးစီကြီးရွာနဲ့တန်ဘူရွာတွေကပြည်သူတွေနေရာကိုပဲဝင်ရောက်ခံစားကြည့်ပါမရိမှုကျွလွန်ခဲ့တဲ့9ယောက်ထဲကအသက်မပြည့်သေးတဲ့2ယောက်က ူသမီးအကြီးမထက်တောင်ငယ်ပါသေးတယ်။ကိုမိသားစုကို ထိခိုက်မှကြအကြောက်ကြီးကြောက်ပြီးလုံခြုံရေးအထက်ထက်ချထားပြီးမှတခြားမိသားစုတွေရဲ့ဘဝကိုဖျက်ဆီးနေတာပါ။အခုတင်ဆက်မှုမှာတီရာယူမွန်ဆိုတာပါလေ။ဘလောက်ရက်ဆက်လဲ။ဘယ်လိုအခြေအနေတွေကနေဒီဘဝကိုရောက်လာတာလဲဆိုတာပြောပြထားတာပါ။